ဒုခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒုခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟိဇာဘဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာလက်ပန်းရေးသားထားတယ်။လောဆိုတဲ့ဝိထုထုလေးပဲဖြစ်ပါတယ်။လောအညာဒေတာမှာတော့ ตาเยဖြစ်ဖြစ်นาเยဖြစ်ဖြစ်အတန်ချက်ဆက်ဆိုတာမပါမဖြစ်တဲ့အဆောင်ရောင်တစ်ခုပေါ့ဖြောပြေးရေးပစ္စည်းရဲ့လို့တကြက်ပြီးကြည့်ရတဲ့ဗီဒီယိုရုံနဲ့တောင်သားပြည်လေသူတို့အိမ်မှာသာရှိတဲ့ရေဒီယိုကက်ဆက်တို့အပြင်အခြားသောထွေလီကာလီမရှိရှာတဲ့အညာသူအညာသားများအဖို့ ကလရွှေကိုဇဘူရေရွှေလို့မှတ်ရတာစမ်းတော့မစမ်းလှပါဘူးဒီတော့လေအတန်ချက်ဆက်ဆိုတာကြေလက်ကြုံဝဲတို့ရဲ့ စိန်ခံပစ္စည်းဖြစ်ခဲ့ရသဘောအလူငယ်အလူနက်ကလေးတွေဖြစ်စေအောင်တော့အတန်ချက်ဆက်တန်လီပါမှစူစူစီစီရှိတယ်ထင်တတ်ကြတာကလားကိုစိတ်ပါတို့အလူများအေးခြောက်လိုက်ကက်လိုက်သမားငကြီးကြောက်ကြက်တိုက်ကဖဲ့အီခေါ်လောက်ကဲ့ဆိုင်လေးပုံလေးမောင်းလေးနှဲလေးမပါတာအသာထားလို့ဘယ်နဲ့တော့အတန်ချက်ဆက်လောက်မှမပါရကောင်းလားပကာသနမက်ဆက်လာလို့ပြောတာတော့မဟုတ်ပါဘူး အတန်ချက်ဆက်လေးပါတော့ပြောတဲ့စီတန်လေးညံရတာပေါ့မလာနိုင်မကူနိုင်နဲ့မြင်အပ်မမြင်အပ်တွေအဖို့လဲဒါအလူဟက်ဒါအမြဝေတန်ဟက်တာရုခေါ်လိုက်မဟဲ့ရဲလို့နူနူကြကြရှိရတာမဟုတ်လားဒါဘာဟုတ်လိမ့်မတော့ဟာအနောက်မြောက်ပိုင်းကမဲဖွဲနေကြီးသေးတော့အတူပါလိုက်ဖို့သူတောင်ရှိတာမဟုတ်လို့သူဆွေသူမျိုးနဲ့ရွာတဲကရွာကန်ဒီလောက်ပဲအလောင်းပြင်အခေါင်းပိုက်ပြီးကိစ္စတုံးခဲ့ရတာပါကော လော်မပါတော့ရွာနီချိုးဆက်ကစူရိတ်မျိုးရိတ်မကင်းသူတွေခမညာမဲပွဲလူကြီးတေမန့်အောင်တိကြတာမဟုတ်ဘူးလာနေချီကြမှာတိကြရတာရဲ့ထူထူသောအတန်တွေကို မကြမကြကြားရလိရှိတယ်အတန်ချက်ဆက်ဆိုတာကြီးလက်ရဲ့ဖြောပြေးရေးပစ္စည်းဆိုလဲဟုတ်ရဲ့တာရီနာရီစောအောပြီးတဲ့ဂျားကန်လဲဆိုလဲမှန်ရဲ့ဘယ်မှာပါရှိတဲ့ဟဲဆိုတော့ကိုအတန်ချက်ဆက်တန်းနာဆွင့်ပြီးလက်တို့ကြရတိကြရတာကို အပြင်းဆုံးရွာဖျားပွဲအလူကံလေးတောင်အတန်ချက်ဆက်ပါမအလူငွေပူရတာရဲ့ဒီတော့လေကြည်လက်စနပုတ်မှာအတန်ချက်ဆက်တခိဟာဝင်းဝင်ကြွားကြွားကြီးမင်းမှုခဲ့တယ်လို့တောင်ဆိုနိုင်ရဲ့သူမပါရင်ပွဲမစီဘူးဆိုတာအလကားဆိုခဲ့ကြတာမှလို့မပါမဖြစ်ဆိုပေသည့်မကြိုက်မနစ်သက်ပဲထဲကြတာလည်းမဟုတ်ဘူးကြိုက်လွန်းလို့ကိုထဲကြတာရဲ့ အတန်၆၄မြောက်ဖွင့်ပြီးဆိုရင်ကလေးငပွေကစလို့လူကြီးသူမအထီခေါင်းထောင်ကြနားဆွင့်ကြတော့တာပဲမောင်မောင်ညော့တွန်ဒီသိန်းနဲ့ဟင်္ဒရာထွန်ရင်မမအီတင်တင်မြတို့ဆိုတာကြေးလက်ရဲ့အတန်မင်းသားမင်းသမီးတွေပေါ့အရွယ်သုံးပါမရွေးသူတို့ဒီသူတို့အတန်နဲ့ပဲအိတ်ဆက်ကြနူးထကြရတာကလားကျွန်တော်တို့ရွာထဲမှာတော့အတန်ချက်ဆက်ဆိုတာဘဘော်သိန်းအိမ်မှာပဲရှိတယ် ပြဇက်ကလေးတချင်းကလေးများနားထောင်ခြင်းပြီးဆိုရင်အမေကြီးတို့အိမ်နဲ့မျက်နှချင်းဆိုင်ကဘောက်ပေါသိန်းအိမ်ပြေးပြီးနားပူတိုက်ရတော့တာပဲအမေကြီးအိမ်နဲ့ဘောက်ပေါသိန်းအိမ်ကလည်းတစက်မိတ်ချင်းမထိခေါင်းချင်းမညီကြုံတမေရေတဝိုင်းတိုက်ထဲမှာအိမ်နှလုံးကိုမျက်နှချင်းဆိုင်စောက်ထားတော့နှိမ့်တအိမ်လိုတောင်ဖြစ်နေတော့တာအညာကြီးလက်ဒေသများအိမ်ဝိုင်းရဲ့စီခရိုးရဲ့လို့တတ်တတ်မမရှိတာလဲခက်ရှားရှားရေဘသူအိမ်တလင်းမှာပြောင်ပဲဝါနှံလှမ်းခြင်းလဲ ဘသူအိမ်တစ်ဆက်အောက်တာရေးနိုင်ရေးအတွက်မန်တက်ကလပြင်းစောက်ချင်းစောက်တအိမ်တအိမ်ပြိုးနေစရာတောင်မလိုဘူးဟောအခမ်းမသိလို့များစောင်းချင်းမြောင်းချင်းရန်ဆောင်ချင်းပြီးဆိုရင်လေအရေးကျူးရင်တောင်နပန်းထလုံးကြပြန်တာမျိုးအဲ့ဒီအခါမျိုးမှာတော့ငါအိမ်ရိတ်ကျွကျွအိမ်တောင်လွတ်မလာစေနဲ့ဆိုပြီးထလက်ယူတွေနဲ့ခြံထိုးစီးသက်နန်းနမိတ်ခက်ပြကြသေးတာပြီးတော့လေဒီစီခယူတမိုးတဏွေမကြပါဘူး ရပိုင်လောက်နဲ့ပဲခြံကျော်စီဖြတ်သူ့ဟင်ခွက်ကိုဟင်ခွက်ကမ်းကြပြန်ရောအဲ့ဒီလိုအညာအဲ့ဒါလိုကြေးလဲရဲ့ဘာပေါ်သိန်းအင်းဆိုကျွန်တော်အတွက်စားရင်တော့အိမ်ပါပဲကြောင်စင်လာတာနဲ့အမေကြီးအိမ်ပေါ်လွယ်အိပ်ပြစ်တင်ပြီးမိဖို့တွေကထမင်းချန်ကလေးစလုံးနဲ့ထဲလို့ဘာပေါ်သိန်းအိမ်ပဲပြေးတော်တာပဲအမေခင်ဝင်းဘာရှိသေးတော့မေးလိုက်တာနဲ့အမေခင်ဝင်းကရှိသမျှဟင်းချန်ချပြီးရဲ့မနေ့က ကိုဗစ်တလူရာခင်တွေကဆွတ်လာတဲ့ပဲသီးလေးတစ်စုပ်ကိုဟင်းရီချက်တဲ့တော့ပဲရော်ဆန်ကလေးကိုတော့ငရုတ်သီးစိမ့်လေးနဲ့ခင်းကျင်သီးလေးပါလီယာဖောက်ခတ်ပြီးကြော်ထားတာမင်းကြိမ်မန်းတီလို့ခြံထားပါ အမေခင်ဝင်းကလည်းမတွန့်တူရှာပါဘူးတခါတခါတော့အမေခင်ဝင်းသမီးမက်ရီဝင်းနဲ့ရံဖြစ်ရတာပေါ့လေအဲ့ဒီအခါမျိုးဆိုဘဘော်သိန်းကမက်ရီဝင်းကိုငောက်တော်တာပဲဟိုကောင်မညီကမယူမကောင်းနဲ့ဘာတွေပြောနေတာတော့ကလေးကိုဟိုမှာစားနေတောက်နေတဲ့ဟာကိုမဖြတ်အောင်ပြောနေတယ် ကလေးနဲ့တူတူပြီးတွန့်တူတာကိုငါရိုက်ချင်တာဘာပေါ်သိငေါက်လိုက်ရင်မရည်ဝင်းကစူအောင်နေတော့တာရဲ့သူစိတ်ကောင်းဝင်တဲ့အခါကျလဲစိတ်လိုလျရနဲ့ကျွန်တော်ကိုစားစရာလေးတွေကြွေးတဲ့သူပါကဲရော့ရော့မရည်ဝင်းထင်းခွေသွားရင်အနောက်ချောင်းဇီရိုတွေကဇီးသီးလေးကောက်လာတာမင်းမို့ချမ်းသာတယ်မင်းဘိုးထဲမှာငရုတ်သီးနဲ့ခရမ်းကျင်သီးတောင်လေးရှိတယ်သွားယူစားကြည့်ဆိုတာမျိုးလဲတရာတက်ပြန်ရဲ့ ဘာပေါ်သိန်းကတော့နေစဉ်လှက်ပြီးကြက်ဝဲကြက်သက်အလုံးလို့ရရှာတယ်။မနဲ့မူမလင်းခင်ကလေးကဘာပေါ်သိန်းအိမ်ဘက်စီကနေကြက်တန်တကုတ်ကုတ်ရိုက်တန်တကုတ်ကုတ်စိတ်မချမ်းမြေ့ပွေကြားရပြီ။အမေခင်ဝင်းကတော့မူလင်းနာနဲ့ဘာပေါ်သိန်းလှုပ်ထားတဲ့ကြက်လေးတွေကို မြေ့ချီစီတက်ရောက်ရတာပေါ့။ဘာပေါ်သိန်းကသူ့ရှေ့မြားငရေချောင်းငအောင်ချောင်းမပြောလိုက်နဲ့။ပြောတာနဲ့အိမ်ထဲကမောင်းထုတ်တော်တာပဲ။ ခါကုံကုံမျက်နှာပေါင်ကြမ်းကြမ်းနဲ့ဘာပေါ်သိန်းကိုတော်ယုံလူကလည်းကြောက်ကြပါတယ်။ဘာပေါ်သိန်းကပြောချင်လို့ကတော့ကလေးတော်လူကြီးတော်ရွေးနေမယ်များမှတ်မှတ်လေးနဲ့ဘာပေါ်သိန်းကိုကြောက်တဲ့အထက်ကျွန်တော်တို့မပါပါဘူး။ကျွန်တော်ကလည်းတော်ယုံအကြောင်းအရာနဲ့စူခဲငောက်ခဲပါတယ်။ဒီတော့ညနေဆောင်ပြီဆိုတာနဲ့ဘာပေါ်သိန်းအင်ရှိကကုတ်ပြစ်ပေါ်သွားထိုင်ပြီး ပြဆက်ဖွင့်ခိုင်းတော့တာပဲ။စူမူမြစ်တာမြညိုချစ်တော်ကိုရင်အောဘူအောင်တင်စတဲ့ပြဆက်တွေက ကျွန်တော်အကြိုက်တွေပေါ့ဘလောက်နားထောင်ရနားထောင်ရရိုးတယ်လို့ရှိတာမဟုတ်ဘူးနားထောင်ပါများတော့ပြဇက်ထဲကစကလုံးတွေအကုန်အလွတ်ရနေတော့တာတချင်းတစ်ခွေလုံးဖွင့်ပြတာနားထောင်လိုက်ပြဇက်တပုတ်နားထောင်လိုက်နေပဲတညတာကုံဆုံးရတော့တာတခါတလေဘာပေါ်သိအင်းရှိကကုပစ်ပေါ်မှာပဲတမိုးလင်းချင်းလင်းသွားရော အထူးသဖြင့်နွေရာသီတွေမှာပေါ့လေအိမ်ပေါ်ကပူလွန်းအိုက်လွန်းတော့မအိပ်နိုင်ဘူးဘာပေါ်သိကုပစ်ကလေတဖြူဖြူနဲ့အေးတာဟုတ် ဒီတော့အတော်တွေကအင်ပေါ်တက်အိဖို့ခေါ်ရင်တောင် ရုတ်ပေပြီးမထပဲနေတော့တာရဲ့ဒါပေမဲ့အတော်တွေခေါ်စရာမလိုပဲကျွန်တော်အိမ်ပြန်အိတ်တဲ့နီးတော်ရှိတယ်ကျွန်တော်ခေါင်းကိုကင်ပြီးတန်းဟူဆန်ပေးတဲ့အခါမျိုးပေါ့ငငယ်ရတန်ပေါ်တဲ့ကျွန်တော်အဲ့ဒီနီးနဲ့ပဲအိမ်ပြန်အိတ်ခိုင်းလို့ရတယ်ရဲ့ဘာပေါ်တဲ့ကုပစ်ကိုကျွန်တော်ပဲကြိုက်တာလားဆိုတော့မဟုတ်ပါဘူးအိနာကလူတွေအကုန်ကြိုက်ကြတာပါပဲညရောက်ရင်ကုပစ်ပေါ်နေရာဦးကြတာကတလို့ တခါတလေနေရမရလို့အမေကြီးတို့နွားလဲပေါ်မှာတက်အရင် ပြဆက်နားထောင်ရတာပေါ့ဘာပေါ်တဲ့စိတ်မကြည်ရင်တော့ပြဆက်နားမထောင်ရတဲ့အပြင် အငေါက်ခံရတတ်တယ်ဘယ်ဒီအားကမင်းဖေကြီးမြင်အောင်လာဖြစ်ပြီလို့အလကားရတယ်မှတ်နေလားဆိုပြီးတော့ပေါ့လျှက်စစ်မီမရတော့ဘက်ထရီအိုးလေးတွေနဲ့ပဲအသံချက်ဆက်ဖွင့်ရတာကိုဘက်ထရီအားကုန်ရင်မြေချီမှာသွားသွင်းရတော့တခါတခါလဲဘာပေါ်တဲ့ကညူစုတာပေါ့ ဒီလိုစူးစူးဆက်ဆဲနေပဲဖွင့်ပြရနားထောင်ရတာပါပဲတရင်ကျွရွာဖျားပွဲဆိုရင်တော့အတန်ချက်ဆက်တန်မကြားချင်မအစုံဖျားပွဲမတိုင်မီကလေးကဖုန်ကြီးကြောင်းကရောဘပေါ်သိန်းအိမ်ကရောတခြားအိမ်တွေကရောအပြိုင်အဆိုင်ဖွင့်ကြတော့တာတခြားအိမ်တွေကတော့ကိုယ်ပိုင်မရှိတော့တဖက်ရွာကစက်နဲ့ဘက်ထရီအိုးကိုငှပြီးဖွင့်ရတာပေါ့ဒီရက်တွေမှာဆိုစက်တန်တကြောကြောနဲ့ပျော်မဆုံးမမဆုံးကာလတွေပါပဲ ဖျားပွဲအလူကန်ဆက်ကဆာလို့တချင်းတွေပြဇက်တွေဖွင့်တာကိုပွေရက်ရောက်ရင်ရွာတွေကကာလာသားကြီးတွေဆိုတာကတောင်းမြောင်အောင်ကြိုက်ပြီးရွာလန်းစုံမှာချင်ခတ်ကြရင်တချင်းတကြော်ကြော်နဲ့ပေါ့မျိုးကပြန်လာတဲ့ရွာသူအလှပကြီးလေးတွေကိုငေးကြမောကြပူပန်ကြရင်ပေါ့လေပွေနေလေရောက်တော့ရွာထဲမှာရှိသမျှနွားကြောနွားလှလှဲရင်လာတွေကို ထုတ်ပြီးခြူကုန်းစင်ပန်ကုန်းဆွဲနဲ့လေဆက်တန်းကြီးဆင်နွှဲတော်တာပါပဲ လေဦးထိတ်တွေမှာအတန်ချက်ဆက်ကြီးတွေတင်းနဲ့လဲကတင်းရွာဦးစီဒူဘက်ကလေးတွေကိုထန်းတဲ့သူကထန်းကာလာသားကြီးတွေကတော့ကြိုတိုက်ထားတဲ့ဇက်ထုပ်တွေကိုလှဲဖို့ကနေကပြရင်ရွာပွဲကိုအားခဲကြတဲ့အခါပေါ့ပွဲပြီးသွားတဲ့အချိန်မှာတော့အတန်ချက်ဆက်တန်တွေ တိတ်သွားခဲ့ကြပြန်ပြီတိတ်သွားတဲ့ဆိုပေသည့်လုံးဝမကြားရတာတော့မဟုတ်ပါဘူးပွဲရဲ့လောက်မမြိုင်တော့မစီတော့တာပေါ့ကြိုကြားကြိုကြားတော့ကြားရတော့မှာပဲ ကန္နာရပင်ထိမ်မှာတက်ချိတ်ထားတဲ့ဘောက်ပေါ်သိအင်ကအတန်ချက်ဆက်ကြီးကတော့ပင်နိုင်ပေါ့ဘက်ထရီအားကုန်သွားခြင်းကလွဲရင်ရွာဆူအောင်စွမ်းဆောင်နေမြဲပါပဲဘက်ထရီအိုးဆိုတာအပူတွေဆောင်ထားရသေးတာအားဖြီကားကိုတော့နားထောင်ခြင်းသူတွေက ခံကြစိုက်ကြရတာပေါ့မြေပဲနှုတ်ချိတ်များရောက်ရင်တော့ဘောက်ပေါ်သိရဲ့အတန်ချက်ဆက်ဟာမပါလို့ကိုမရပါဘူးဟိုတောင်သူအိမ်ကမြေပဲဆွတ်တဲ့အဖွဲဒီတောင်သူအိမ်ကမြေပဲဆွတ်တဲ့အဖွဲစတဲ့အဖွဲတွေဟာ ပြဇက်ကလေးနားထောင်ရင်းတချင်းကလေးတောတာစင်ရင်နဲ့စွတ်ကြရတာကိုဒီကနေ့တော့ဖြင့်ဖွင့်ပြအောင် ဖွင့်စမ်းမှဘာကြီးပေါ်သိင်းရဲ့ကျူတို့ကစက်သက်နားထောင်ရင်းမြေဘဲစွတ်မှာအလုပ်ပိုတွင်တာတော့ဘယ်ဒီအသင်းကမျှခံပါမယ်နောက်ပြီးဘာကြီးအိမ်ကိုလည်းမြေဘဲစုမြေဘဲစိန်လေးတစိမ့်တစ်ခွဲရောက်စီရပါမယ်ဒီလိုဝိုင်းပြောကြရင်တော့ဘာပေါ်သိင်းမငင်းတာပါဘူးထုံဆက်အတိုင်းမျက်နာတူတူကြီးနဲ့ဖွင့်ပြရတော့တာပါပဲ။ကမင်းမာတွေ ဟုတ်ရင်ဟုတ်ကြပေါ့အီအာသွင်းကမခံကြလို့ကတော့ဒီဆက်ရောင်းပစ်ပြီးသားမှတ်ဒီတော့လေတေချာသည့်အကြောင်းဘာပေါ်သိမ့်ထံအာမဘန်းဒီခံကြရတာပေါ့ပြာဆက်နားထောင်ရင်စွတ်လိုက်ကြတာများဟီးထနေတဲ့မြေဘဲပုံကြီးဟာတနေမကုန်ခင်စွတ်လို့ပြီးရတော့တာပါပဲမြေဘဲစွတ်သမားတွေကမြေဘဲစူလေးတွေပြီးဘက်ထရီအာသွင်းကလေးတွေပြီးတော့ဘာပေါ်သိမ့်လဲကျင်းနေရတာပါပဲလေຫນွေကလေးများ တိမ့်လာပြီးမြူကလေးများဆိုင်းလာပြီး လေယူကလေးများစောလာပြီဆိုရင်တော့ဘဘော်သိန်းကနေ့လယ်နေခင်တိုင်းဆွေဆွေမြေမြေရှိလာတဲ့မောင်မောင်ညွတ်တချင်းကြီးတွေကြီးရွေးပွင့်တော်တာအညာလှိနဲ့မြေတားရှင်ရွာတကြီးစပယ်နဲ့စိတ်နှမဆန္နာဘိုင်းငင်နဲ့လုံမငင်တရွာသူမောင်တက်ထားပွင့်ဦးစတာတွေကို ခွေကျွတ်တိတိုင်အောင် အနုလုံပတိလုံ ဖွင့်တော်တာပါပဲဒီအခါမျိုးဆိုရင်တော့အတန်ချက်ဆက်ဝါသနာရှင်တို့နဝင်ပြရမဖြစ်ကြတော့ဘူး ဘာကြီးပေါ်သိနေနေရမြမြိုက်စုအောင်ပူရတဲ့အထဲသူ့ဖွင့်နေတဲ့တချင်းကြီးတွေကြောင့်ရင်ခွဲရတော့မတက်ပဲတကယ်ဆိုလဲအပူဒဏ်လေးပါလေးမေ့စီလောက်တဲ့ပြဆက်လေးပါလေးဖွင့်မာတော့လားခုတော့မဟုတ်ပါဘူးရာဒီကပူရင်တွင်းပူနဲ့အတွင်းပြင်ပေါင်းချောင်နဲ့ရောက်နေရတော့တယ်လို့ပဲဒီလိုအပြစ်စကားတွေကြားလဲဘာပေါ်သိန်းကတော့ဖြစ်မမှုပါဘူးပြောချင်းသူ ပြောကြမောရင်ရေတောက်လိမ့်မယ်ဆိုတဲ့အချိုးမျိုးလေယူကတပွေဝီ လေဝေကတနောင်နောက်ရွှေချောက်ကားတဖြည်းဖြည်းရှိရာထဲဒေသန်ရှင်ကြီးမောင်မောင်ညွန့်အတန်းကြောင့်ပဝင်းချင်းဟာပူလို့ပင်ခြောက်ကပ်နေတော့တယောင်းတစ်ချက်တစ်ချက်ဝဲကတော့ထူးလာတဲ့လေပြူထဲမှာပဲမော်ရီနှမ်းမော်ရီပြောင်းမော်ရီဟာလေလင်းစီဟီးလေးခုန်နေကြလေရဲ့ဒီအထဲဘယ်ကနေတွန်နေမှမသိတဲ့ကုအော်အော်တို့အတန်းကလည်းတလွမ်းပေါ်တလွမ်းဆင်လို့နွမ်းရင်ခွေရိုင်းသဲမခိုင်ဖြစ်ကြရပြန်တာပါပဲ အခုတော့လေဘောက်ပေါသိန်းရဲ့အတန်ချက်ဆက်အတန်ကြီးမကြားရတော့တာနှစ်ပြည့်စီတာကြာမြင့်ခဲ့ပါပေါ့အတန်ချက်ဆက်ကြီးလည်းမရှိတော့သလိုဘောက်ပေါသိန်းလည်းမရှိရှာတော့ပြီအသက်လည်းထောက်ခဲ့သလိုပင်မဆင်ရတဲ့ဌံတွေကြောင့်သူ့ချစ်တဲ့ရွာ သူ့ချစ်တဲ့အတန်ချက်ဆက်ကြီးတွေကိုစွန့်ခွာခဲ့ပါပကောပြောတာပြောရတာပါ လူတွေကလည်းအတန်ချက်ဆက်ကိုတန်းတမမောကြတော့တာမဟုတ်တော့ပါဘူး ပြောင်းလဲလာတဲ့ဖြော်ပြေးရေးပစ္စည်းတွေကြားမှာမွေးလျော်ပျော်ဝင်ကြရင်အတန်ပြဇက်တွေမြမာတန်ဆွေဆွေကြီးတွေကိုမေ့လျော်နေကြပါပေါ့လားညီပဲစုပ်ဝိုင်းတွေပဲမော်ပြပြောင်းမော်ပြဝိုင်းတွေရှိနေသေးပေမဲ့အတန်ချက်ဆက်တန်အစာလက်ကင်ဖုံလေးတွေကတွင်တွင်ကျဲကျဲအစာထိုးဝင်ရောက်နေရာယူထားကြပါပကောဘာပေါ်သိန်းသာရှိသေးရင်တော့ဖုံတက်နေမဲ့သူ့ရဲ့အတန်ချက်ဆက်အူကြီးကိုကြည့်ရင် ဆွေမြေ့ရီဝေးတဲ့အကြည့်တွေနဲ့ငေမောမှိုင်တွေနေရှာမလားဒါမှမဟုတ်ຫນွေရောက်တိုင်းမမောင်ညွတ်တချင်ကြီးတွေကိုဖွင့်ရင်ຫນွေနဲ့အပြိုင်ကျွမ်းຫນွေနဲ့အပြိုင်လွမ်းနေလေအောင်မလားဆက်လက်ပြီးဆရာလက်ပန်းရေးသားထားတဲ့အညာကိုလွမ်းလို့စီတဲ့စာဆိုတဲ့အကြောင်းအရာလေးကိုလည်းမျှဝေပေးပါမယ်အညာမှာစောင်းဝင်ပြီးဆိုတာနဲ့စောင်းနဲ့အတူ တွဲလျက်ပါလာတဲ့ရာသီစာလေးကထမ်းမြင့်ကလေးတွေပေါ့ ချမ်းမြေကလေးတွေဟာအညာရဲ့ဆောင်းဦးကိုကြိုတဲ့ဆောင်းကြိုစာလေးလို့ပြောရင်တောင်ရလောက်ရဲ့ချမ်းမြေဆိုတာအညာဒေသအတွက်တော့အဖိုးတန်တဲ့စားတောက်ကုံတစ်မျိုးမဟုတ်ပါဘူးခဲရခဲစစ်စိုက်ပျိုးပြီးမှရလာတဲ့အရာလည်းမဟုတ်ဘူးထမ်းမင်ဘော်ကကြွေလာတဲ့ထန်းဒီလုံးလေးတွေထန်းဒီအရင်ရဲ့အသားကိုနွားစာဆင်လိုက်ရာကကြံခဲ့တဲ့ထန်းဒီစိတ်ကလေးတွေကိုတဲမြေပေါပွားထဲမှာမြုပ်ထားလိုက်ုံနဲ့အလွယ်တကူရနိုင်တဲ့အစားစားပါ ်အချိန်တန်ရင်တဲမြင့်ပြပြကိုဖော်လိုက်ရုံမှာပဲဒါဆိုထံမြင့်တွေကိုမစားခြင်းမအစုံဘုံဘောလောရပါပြီဒါပေမဲ့အညာသားဖြစ်တဲ့ကျွန်တော်ကထံမြင့်ရာသီရောက်လာတိုင်းဒီထံမြင့်တွေကိုမြင်ရတိုင်းပေါ်လွန်လှကြည့်ရဲ့တန်ဖိုးမဲ့လွန်လှကြည့်ရဲ့လို့ဘယ်တော့မှမထင်ခဲ့မိဘူးကလေးဘွားတို့ကဆိုထမ်းမြစ်ပေါ်ချင်းရောက်ဖို့နေရက်တွေကိုလက်ချူမျှော်ခဲ့ရတဲ့အထိနှစ်သက်ခဲတာပါ ထမ်းမြစ်ပေါ်ချိန်ဟာတောင်သူတွေလည်းပဲတွေပြောင်းနေတိမ့်ပြီးကစားအချိန်ပေါ့အဒီအချင်းဆိုတောင်သူတိုင်းရဲ့အိမ်ရှိမှာ ပြောင်းစစ်ထုတ်ပြီးသားပြောင်းနံဘတ်တွေဟာတောင်လိုပုံနေတာပါပဲဒီပြောင်းနံဘတ်တွေဟာနွားစာအတွက်လဲကျွေးနိုင်တယ်လို့ဆောင်တွင်မိဖို့ကလေးတွေအတွက်လောင်စာလဲဖြစ်ပြန်နေညာဥပိုင်းစီနင်းတဖြောက်ဖြောက်ကျနေတဲ့ခြားကအိမ်ဝိုင်းတိုက်တွေရဲ့ရှေ့တလင်းပြင်တိုင်းမှာဆောင်တွင်မိဖို့လေးတွေဖူလေးရှိကြတယ် မီးဖို့လေးတွေရဲ့ဘေးပတ်လည်မှာတော့အိမ်နီးချင်းမီးလုံသူတွေဟာဝိုင်းဝိုင်းလေလူ မီးတောက်ကလေးတွေငိမ့်လူရင်ပြောင်းနံဘတ်ပုံကြီးတွေကပြောင်းနံဘတ်တွေကိုလက်တဆုပ်ယူပြီးမီးဖို့တွေပြစ်ထဲလိုက်တာနဲ့မီးဖို့လေးကဟုတ်ခနဲ့အရှိန်ပြန်တက်လာတော့တာပဲဒီမီးလုံပွဲလေးမှာမပါမဖြစ်ကတော့ထမ်းမြစ်ကလေးတွေပေါ့ထမ်းမြစ်၁၄၅ချောင်းကိုထျှော်နဲ့အမိပိုင်းကစုကြည့်ပြီးထမ်းမြစ်ခေါင်းတွေကိုမီးတဲ့စိုက်ထောင်ထားလိုက်ုံပါပဲ။ အခွန်လေးတွေမဲလာတော့အစည်းကိုဖြီးပြီးခေါင်းနဲ့အောင်တချောင်းချင်းပြပူတဲ့ထိုးနှက်ထားရတယ်။ခေါင်းမနဲ့ရင်ခါတတ်တာကိုခနာကြရင်တော့ထမ်းမြင့်မီးဖုန်နံလေးတင်လာပြီ။ဘလောက်ထိမှွေးတဲ့တုံးဆိုတော့ရွာအရှိပိုင်းကဖုတ်တဲ့ထမ်းမြင့်နံကရွာအနောက်ပိုင်းအထိမှွေးတယ်ဆိုရင် ခမားတို့အနေနဲ့ကျွန်တော်ကိုလွန်နေများထင်ကြမလား။ဒီနောက်ကောင်းနဲ့လောက်ပြီးဆိုတဲ့အချိန်မှာ ပြာဘူးတွေကဆွဲထုတ်ပြီးခေါင်းချိုအခွန်ခွာ အမြင့်တင်ပြီးတကြွံကြွံဝါကြတော့တာပဲထမ်းမြေပူပူကိုတစ်စစ်ချင်းချိုးဖက်ပြီး ရှာပေါ်လှိမ့်လိုက် အန်နဲ့ကြိတ်ဝါလိုက်ပေါ့ဒီအရာသားတွေဟာစောင်းရသည်မှရတဲ့ဆောင်ရတာလို့တောင်ဆိုနိုင်တယ်ဒီမြင်ကွင်းတွေဒီစုစည်းမှုတွေကိုကျွန်တော်သိချစ်တာပဲမနေ့ကအေးရထားတော့လေလူကြီးတွေဖို့ထားတဲ့ဆောင်းမီးဖို့လေးတွေဟာကျွန်တော်တို့ကိုကြုံနေမြင်ဆောင်းမင်းသားလေးထမ်းမြစ်ကတော့မပါမဖြစ်ပေါ့တချို့ကြလေ ။စီနေစာရောထားတဲ့ခွက်ကလေးတွေကိုရှေ့မှာချပြီးထမ်းမြေဖုံနဲ့တို့စားကြတယ်။မဝါနိုင်ရှာတော့တဲ့အဖူဖားတွေကတော့ငရုစုံလေးတွေကိုရှေ့မှာချပြီးထမ်းမြေကိုကြည်ဝေးနဲ့ထုထောင်ပြီးစားကြရတာပေါ့။ထမ်းမြေကိုကြက်သွန်ဖြူလေးနဲ့ထောင်းပြီးစီစံစားနေစားရတဲ့အရာတာကိုလည်းကျွန်တော်အင်မတန်ကြိုက်ပါတယ်။နေခင်ရောက်ရင်တော့ကျွန်တော်တို့ကလေးငယ်တွေကဓမ္မတလက်ထထွားတချောင်းစီကင်ပြီးထမ်းမြေကျင်းစီခြစ်တဲ့ကြပြီး ထမ်းမြေကျင်ပြီးရောက်တာနဲ့ထန်းဒီစီတွေကိုထသွားပေါ်ထောင်းပြီးဓမ္မကြီးနဲ့တတိုင်းတိုင်းခွဲတော်တာပဲအဲ့ဒီထဲကရလာတဲ့ထန်းဒီညောင်ဖြူဖြူဖွေဖွေကြီးတွေဟာကျွန်တော်တို့အညာသားတွေအတွက်တော့နတ်တုတ်သားနဲ့မလဲနိုင်တဲ့အညာကိတ်မုံတွေပေါ့ဒီကိုက်ထန်းဒီစီများဆိုရင်ချိုစိတ်နေတာပါပဲအခက်မတင်လို့ကိုလက်ကိုဓမ္မနဲ့ခုံမိတော့လဲမငူရဲကြဘူးတဟဲဟဲရည်ရင်ပြီးသွားကြတာပါပဲလူကြီးတွေကမစားခိုင်းတဲ့ကြာကတားမရစီမရစားကြတာကို ထန်သည့်ညောင်ကအခက်မသိရင်ဖျားတတ်တယ်။အစင်မသိရင်ဝမ်းမှာကြိုက်တတ်တယ်။ကျွန်တော်ကြတော့လေဘလောက်စားစားဘာမှကိုမဖြစ်ပါ့။စားတာပဲ။ဟောကျွန်တော်တို့ရဲ့နေမျိုးလေးဖြစ်တဲ့မြစ်ချေမျိုးရဲ့ရှစ်မျက်နှာဖျားပွဲရောက်ရင်ထန်မြစ်တဲတွေကိုအပြိုင်ဆိုင်တွေ့ရသေးတာ။ဖျားပွဲစည်းတမ်းကွင်းပြင်ကြီးထဲမှာထန်မြစ်တွေဆိုတာတောင်ပုံရပုံ။ပြောမယုံကြုံဘူးမှတီးလိမ့်မယ်။အချောင်း90တစီမှငွေလေး150 200ပဲပေးရတာ။ အဒီအချိန်လေးတွေကိုပြန်တွေ့ပြီးတော့လဲလွမ်းလာတယ်။ကလေးမဟုတ်တော့ပေမဲ့အခုလိုကိုနေကိုဒေတာနဲ့ဝေးနေချိန်မှာပို့လို့တောင်တတိယမေးသေးရဲ့။ကျွန်တော်ရဲ့အညာအလွမ်းကတော့စော်ဖွဲလို့ကုန်နိုင်မယ်မထင်ပါဘူးလေ။အညာပုံရိပ်ကလေးတွေမြင်တော့လဲလွမ်းတာပဲ။နွားလေလေးတွေမြင်မိလဲလွမ်းတာပဲ။လက်ပံကလေးတွေတွေ့တော့လဲလွမ်းတာပဲ။အော်အော်တွန်တန်ကြားတော့လဲလွမ်းတာပဲ။ဟောဖုံလုံးကြီးတွေမြင်ရင်တောင်လွမ်းမိသေးရဲ့။ အခုလဲလွန်ရပြန်ပါပြီ။ထံမြက်ကလေးတွေက ကျွန်တော်ရဲ့အညာအလွမ်းကိုမညာမတာ ပုတ်နိုးနေလေရဲ့။ဒီအလွမ်းကိုအညာအလွမ်းလို့ဆိုရမလား။ထံမြက်လေးတွေပေးတဲ့အလွမ်းလို့ဆိုရမလား။တည်ကြပါရဲ့။ဒီစာစုလေးကတော့အညာကိုလွမ်းလို့စီတဲ့စာပေါ့လေ။ဆရာလက်ပံရေးသားထားတယ်။လောဆိုတဲ့ဝိထုထုလေးနဲ့အညာကို လွမ်းလို့စီတဲ့စာဆိုတဲ့ အညာအလွမ်းပြေရာသစာစုလေးတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသေးရှင်။